ရက်ကာလာကြီးလေနော်မရတီကျောင်းပရက်ကာလာကြီးမရတီကျောင်းပရက်ကာလာကြီးမှာအဖြူစိမ့်နေဝင်ပြီးခလေးတွေတည်တယ်ဆိုတာခင်ဗျားတို့ဖြစ်လိုက်တာအခုမှကိုပဲအဲ့ဒါပြောပြလားကိုဖေးကိုလင်းတော်လောက်ကောက်လောက်ပဲတိတယ်အတိတရားကြတော့စဉ်းစားမတတ်ဘူးလားအေးပြောပြမယ်နော်မြို့မှာနေတဲ့စစ်မဖြစ်ပွားရဒေတာတွေမှာနေတဲ့ကလေးတွေကတတ်မှတ်ထားတဲ့အချိန်စရာတိုင်းကြောင်းတက်လို့ရတယ်နော်တောမှာနေတဲ့ကလေးတွေအထူးသဖြင့်နေလို့စစ်တပ်ကလိန်အမြဲပြန်ဝဲနေတဲ့ဒေတာမှာနေထိုင်ရတဲ့ကလေးတွေကြတော့နော်ကြောင်းကိုအချိန်မှန်တက်လို့မရဘူး အချိန်မှန်တက်လို့ရတော့ကလေးတွေပညာရေးကိုလက်ရမှာဆိုတဲ့အတွက်အားရင်အားတဲ့အချိန်မှာစတင်ရတယ်။လေပြန်ဝဲလာလို့ဖြစ်ဘုံကထင်းနဲ့ထွက်ပြေးဖြစ်ပြရတယ်။အဲ့ဒီအတွက်တတ်မှတ်ထားတဲ့ကြောင်းဖွင့်ကြီးကာလမှာတာကြောင်းတက်လို့ရမှာမဟုတ်အခြားအချိန်မှာလည်းကြောင်းခေါ်တင်တယ်အပေါ်ချိန်ကြီးတင်တဲ့ဟာတွေရှိတယ်။နားလည်ပြီးရမှတည်နော်ဒီလိုမှလေရှင်းလားအဲ့ဒီစစ်ခေါင်းဆောင်တွေနဲ့အဲ့ဒီစစ်ခေါင်းဆောင်တွေအကြိုက်လိုက်ပြောင်းပြင်ပေးနေတဲ့ဒီလိုအောက်တန်းစားတွေပဲ ။ဒါကြောင့်မလို့ဇင်ဦးရဲ့အားလို့ရှိရင်အမှလေကျော်စိုးဦးရဲ့ဇော်ကောင်းရဲ့အမင်း2 plus 1ဆွဲနေကြတိတယ်။အဲ့တော့2 plus 1ဆွဲရင်တော့ဇော်ကောင်းရဲ့အောင်နဲ့တာတယ်နော်ဘလားတောက်တယ်ဆိုရင်ကျော်စိုးဦးလက်ဆိုင်လွတ်နိုင်တယ်တိတယ်နော်။အဲ့ဒါဆိုရင်တို့တို့တာယာလိုက်မယ်။တိုင်းကြည့်တော့လေအခုလိုမဖြစ်ဘူး။အခုလိုပေါ်တီးဟံမျိုးနော်ဝင်းနေမဲ့တဲ့ဆရာတွေကြီးတို့တို့လိန်ခဲ့တာပဲ။နောက်ဆောက်ချက်မရှိတဲ့ဆောက်ွက်တွေတဲ့အခုတစ်ခါထက်လိမ့်မယ်။ဟုတ်လားမင်းတို့မှဆောက်ချက်မရှိဘူးဆိုတော့တိုင်းကြည့်လုံးတိတယ်။အဲ့တော့ဆောက်ချက်မရှိလို့ရှင်ကိုယ့်ကိုအေးအေးဆေးဆေးလေး2 plus 1ဆွဲနေ။အော်ခိုင်းရိုက်နေကြ။ ဒီပဲရင်အိုထိန်တွင်စာတင်ကြောင်းကိုအကျန်းဖက်စစ်ကောင်စီကလေးချောင်းဘုံကျဲပြီးနောက်ကျောင်းသားသူကလေးငယ်တွေတေဆုံးမှုများပြားလာကြောင်းထိုင်းလွတ်တော်အမတ်ကမြမအရေးဥဆောင်ချိန်တန်ပြီးဖြစ်ကြောင်းပြောကြားလာရာစစ်ကောင်စီအနေနဲ့ဘုံကျဲအကျန်းဖက်မှုကိုပုံဖြတ်ဖို့စစ်လော်ဘီတွေကနေတဆင့်စ조사လာပါတယ်။စာတင်ကြောင်းဖွင့်ချိန်မဟုတ်ကြောင်းလက်နက်ထုတ်လုပ်တဲ့နေရာဖြစ်ကြောင်းတေဆုံးနေတဲ့ကျောင်းသားကလေးငယ်တွေဟာဖန်တီးထားတာဖြစ်ကြောင်းစသည်ဖြင့်လုံရဲပြီးမခံရတဲ့သူရဲဘောကြောင့်သူတွေလုံရက်အတိုင်း တမန်ကဒန်တုံ့ပြန်လာပါတယ်အာဆီယံနိုင်ငံတကာဖိအားကိုကာကွယ်ဖို့ဖာထင်းနေပါတယ်အိုထိန်တွင်စာတင်ကြောင်းရဲ့တကားပေါင်တွေကအစိမ်းရောင်တင်မောဆေးတုတ်ထားပါတယ်စာတင်ကန်းအတွင်းမှာလည်းလျှက်စစ်မီကျိုးတွေတက်ဆင်ထားတာမရှိပါတော်လန်ရေးကာလလျှက်စစ်မီမပြည့်ချိန်မှာဆောက်လုပ်ထားတဲ့စာတင်ဆောင်လို့ခန့်မှန်းရပါတယ်စစ်လော်ဘီတွေကိုးကားတဲ့ရုပ်တံတွေကလက်နက်ခဲရန်ထုတ်လုပ်နေတဲ့စာတင်ကြောင်းရဲ့တကားပေါင်တွေကဆေးတုတ်မထားပါ စာတင်ခန်းထဲမှာလျှက်စစ်မီဂျိုးတွေတွေ့တန်းတက်ဆင်ထားပါတယ်။နှွေဦးတော်လန်ရေးမတိုင်မီကလေးကအဆောက်အဦလိုမှန်းဆမိပါတယ်။ဒီလေချောင်းတိုက်ခိုက်မှုကစစ်ကောင်စီအတွက်စကိုင်းငလင်ကြောင့်ပြိပအကူအညီရရှိကတန်ခင်းတမန်ခင်းလေးအသက်ရှူချောင်းမလိုလိုရှိလာချိန်မှာရက်ဆက်ကြမ်းကြုတ်တဲ့အကြမ်းဖက်သမားအဖြစ်ရုပ်လုံးကွာကျသွားစေနိုင်ပါတယ်။ဒါကြောင့်ပြပြတလဲခုခံကာကွယ်ပုံဖြတ်နေကြတာဖြစ်ပါတယ်မိမိတို့ဘက်ကအခိုင်အမာစနစ်တကျမြင်မြန်ဆန်ဆန်ထုတ်ဖော်ကြဖို့လိုပါတယ်ဒီပင်းရင်ကိစ္စကတဲ့ တမင်တက်တက်လောက်ကြံတာတဲ့နော်ဟိုဘက်ရက်ကွက်ကဒီစစ်တပ်ကိုထောက်ခံနေတဲ့တိုင်ဝမ်ရံပြောတာဟုတ်တယ်ပေဝါတဲ့ခလေးတွေရဲ့မိဘတွေရဲ့သူတို့သားသမီးတွေအသေးခံပြီးတော့တမင်တက်တက်ကိုအလောက်ကြံရတယ်နော်စဉ်းစားကြည့်ဒီအတိတ်ပဲရှိတယ်မရှိတယ်လို့ဒီခလေးတွေရဲ့အသက်ကိုအသေးခံပြီးတော့ပဲသူတို့ဟိုအပုတ်ချဖို့အတွက်လောက်ကြံမှလားလူတွေလေဗျာနော်ပေဝါတဲ့ခလေးတွေမိဘတွေငိုကြွေးနေတာကြည့်ပါဘယ်တော့ခံစားရမလဲအဲ့ဒီညမှာကိုသားလေးဖြစ်ကြည်ရန်နော်တကယ်လူမဆန်နဲ့လောက်ရံတော့ ပထမတစ်ခါတည်းဝင်းနေပြတဲ့ဆရာတော်ယူသူတို့စစ်တပ်ကမပစ်တတ်တယ်နော်တန်တဲ့ဆရာတော်တွေကိုမန္တလေးစစ်ကြောရေးတဲ့ခေါ်ထားတယ်နော်နှစ်နာရီသုံးနာရီခေါင်းတွေးဆက်လက်နဲ့ပေးထိုင်ခိုင်းတန်းတယ်နော်ပြီးလို့ရှိရင် driver ကိုတနတ်နဲ့ထောက်ပြီးတော့ဗီဒီယိုရိုက်ပြီးတော့ PDF ကပစ်ပါလို့ထောက်ဆိုခိုင်းတယ်နောက်ကန်တော်စစ်ဆရာတော်ကြီးကမခံနိုင်လို့ဒါစစ်တပ်ကတတ်တာ PDF ကတတ်တာမဟုတ်ဘူးလို့ပြောလိုက်မှအရှက်မရှိတဲ့ရုပ်တွေနဲ့အကုန်ငြိမ်းကုန်တယ်အခုတစ်ခါတည်းဒီဒီပဲရင်မှာသူတို့စစ်တပ်ကလောက်တာမဟုတ်ဘူးပြောင်းနေတယ် တို့စစ်တပ်ကကြေးချတဲ့ဘုံငယ်အပိုင်းအစအခွန်တွေအကုန်လုံးရထားတယ်။ဒါဟိုចောင်းထဲမှာအဲဟိုရန်နေလောက်တယ်ဆိုပြီးတော့ဝါဒဖြန့်တယ်။နော်အဲ့ထဲမှာအစိုးဆုံးကတော့ကျော်စိုးဦးရဲ့ဇော်ဘုံဟင်းရဲ့အဲခနေ့ရဲ့ဒဇင်ဦးရဲ့နော်ဒဇင်ဦးပါပြောထားကျွန်တော်တို့ကြည့်ပါတော့။ကိုယ်ဆောင်ပွင့်အကောင့်ကနေပြီးတော့ဒါအခုညတောင်းပြီးတော့ဒီနေ့တရင်ကြောင်လေးတစ်ခုကိုပြန်ပြီးတော့မျက်ဝေချင်တာလေးရှိလို့ပါ။ဒါဆိုတော့ ပေါ့နော်ဒီဒီကနေ့နာမည်ကြီးဟော့ဖြစ်နေတဲ့တင်းတစ်ခုပေါ့အဲ့ဒါတော့ဗာလဲဆိုတော့ဒီဘင်းရင်မျိုးနေဦးထိန်ခွင်းကြီးရွာစတင်ရအောင်တပ်ပရောကနေပြီးတော့လင်းရင်နဲ့ဒါပုံချဲတဲ့အတွက်ကြောင့်လို့ကျောင်းသားကျောင်းသူ90ဝန်းကျင်တိစုံထိတိုက်တယ်ဆိုပြီးတော့ဒီအကြက်ဖက်အပီမီဒီယာခစ်တစ်ကနေပြီးတော့တင်လာတာကိုတွေ့ရတယ်ဝါရက်ဖြန့်ချီလာတာကိုတွေ့ရတယ်ဆိုဖြစ်စင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တတိကုံစုံစမ်းနေပေါ့နော်ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်ဒီနမခတိုင်းတွင်းထဲမှာ အဲကံဟောဆိုလို့ရှိရင်မိုးမလင်းငယ်ငယ်ကလေးကမှကျွန်တော်တို့ကံဟောဘက်မှာလေးအောင်မြင်မှုတွေရရှိတဲ့ပရင်းတွေရှိရဲပြီးတော့ဒီကျွန်တော်တို့ဟိုတခြားပေါ့နော်ဒီဓမ္မဆအတိုင်းမှာတခြားသောဖြစ်စဉ်တွေဖြစ်စဉ်တွေအသေးစိတ်လို့ပြောမပြတော့ဘောနော်အဲ့တော့ဖြစ်စဉ်တွေအများကြီးရှိရဲအဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ဘာလို့က၃ရောင်ပေါင်းပြီးတော့ဒီပြည်တည်းတိုင်းချိတ်ဆက်ပြီးတော့အတောင်ရှိတဲ့ပုံပေါ်တွေကိုတင်ပြခဲ့တယ်အချင်းနိမ့်ပါနေကိုတပြရတယ်အဲတရင်ကောင်းနေရောပြီးတော့ဒီတရင်တော်ပြချိတ်ဆက်ပြီးတော့လုတ်ခဲ့ရပါအလုတ်ခဲ့တော့ဒီဘက်ကတော့ဒီကနေ့ဒီဘဲရင်ရွာဘက်ကို အဲဒီဘေးရင်နယ်ဘက်ကိုလေးလေးချောင်းကနေပြီးတော့ဟိုတိုက်ခိုက်ရှင်ဂျပန်နေနေချင်းရှင်နေချင်းဘုံကမရှိခဲ့ဘူးဆိုတာကိုကျွန်တော်ဒီချာသိခဲ့တယ်အဲ့တော့ကဲနော်ဒါမနေ့ကလည်းသူပြောထားတယ်အဲ့တော့မနေ့ကဗီဒီယိုဖိုင်မှကျွန်တော်ပြောထားတယ်အကယ်၍အဲ့ဒီဘုံကျဲတာစစ်တပ်ကကျဲတာမဟုတ်ဘူးဆိုရင်ကျွန်တော်တို့တော်လိုင်းကြရှုံးပါသေးနော်အကယ်စစ်တပ်ကတကယ်ကျဲတာမှန်ရင်တော်လိုင်းရအောင်မြင်ပြီးတော့ဇော်ဘုံဟိန်းနဲ့ကိုမေကိုလို့ နော်ဘဝဆက်တိုင်းအဲ့ကြော်စိုးဦးလဲကိုမေကိုလိုဒဇင်ဦးလဲကိုဖေကိုလိုလို့ကျွန်တော်မနေ့ကချိန်ထားမှုပါပြီ။ဘာဒီဟာနေနဲ့ပတ်သက်လို့ရရင်စမ်းတိုင်းပဲကျွန်တော်ပြောနိုင်တော့ပဲ။ဘာလို့ဆိုတော့ဒလောက်တောင်လူစိတ်မဲ့တဲ့လူတွေကျွန်တော်တိုင်းပြည်မှာရှိနေအံ့ဩလို့မဆိုဘူး။နော်အခုကလေးတွေကတော်လှန်ရေးတဲ့ဆိုင်တဲ့ကလေးတွေမဟုတ်ဘူး။သူတို့ဘဝသူတို့ဒီနေရာမှာတခုရှိသေးတယ်။ကြောင်းခွင်းတဲ့အချိန်လားတဲ့။အုံနောက်မဲ့တဲ့လူတွေ။မျိုးဘဝကလေးတွေကတော့သူတတ်မှတ်ထားတဲ့အချိန်စရာတိုင်းကြောင်းတက်လို့ရတယ်လေ။တော်ထဲမှာနေတဲ့ကလေးတွေကတောက်ကြိုင်လေလိုင်ထပ်ပြီးပြီးရတာ။ ဘုံကိုကျင်းနဲ့စင်းကြည့်ရင်ပြီးရတာအချိန်နဲ့အခါနဲ့စာတင်လို့ရတာမဟုတ်ဘူးဒါကိုလူလို့နားမလဲတဲ့လူတွေကကြောင်းစိမ့်အိမ်ကြီးမရှိတာလို့ကြောင်းတက်ချိန်မဟုတ်တာလို့ရည်တယ်လို့ပတ်တယ်လို့ပေဝါးတာအတက်တည်းဗျာနော်အတက်တည်းဖက်ရွက်တည်းမဟုတ်ဘူးနော်အဲ့ထဲမှာအစိုးဆုံးကဒီဟာမှဘုံမကျဲဘူးလို့ပြောင်းလိမ့်နေတူတင်လားဆိုတော့ MRDV ရဲ့ဆက်လိမ့်တယ်လို့လိုမျိုးနော်စံနှားတော်ကြီးဖြစ်တာလေဘာကြောင့်ဒီကလေးတွေပြီးကြတာလဲပေါ့နော်ကျမတို့အမှစဉ်းစားကြရအများကြီးရှိတာအများကြီးရှိတာအဲ့ခါမှာဟိုအချာဒီဘင်းရင်းနယ်ဘက်ကလူတွေကို အမင်းရဲ့စုံစမ်းကြည့်တဲ့အခါမှာတော့အဲ့ဒီဘက်မှာအဲ့ဒီစာတင်ကြောင်းပေါ့နော်အိုထင်းကြီးရာစာတင်ကြောင်းကိုသူကခလေးကိုကျောင်းသားကျောင်းသူတွေကိုသူကဖြူစိမ်းဝတ်စုံနေခေါ်ထားဘာလို့ခေါ်ထားလဲဆိုရင်စန္ဒပြခိုင်းမလို့စန္ဒပြဓာတ်ပုံရိုက်ရိုက်ပြီးတော့လို့ရှိရင်သူကဟာဒုက္ခပါဗျာတေွားတဲ့အရွယ်လေးတထောင်လောက်ဟာလေးကိုဆန္ဒပြခိုင်းမလို့လားလို့နည်းနည်းအဓိပ္ပာယ်ရှိတဲ့ဇကားတွေပြောနေတစဉ်ဦးပဲဘလို့ဟာလေပောက်ပန်း40ပောက်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 တင်မီဒီယာကိုတင်မယ်တင်ပြီးတော့အဲ့မှာသူတို့ကအဆက်တောင်းမယ် အခက်တဲ့ဗီဒီယိုလည်းသူတို့ပတ်သက်ပြီးပြီးတော့အဲ့ပုံတွေရိုက်ခိုင်းရိုက်ခိုင်းမယ်အဲ့တော့အဲ့လိုမျိုးရိုက်ခိုင်းတော့သူတို့ကအပေးယူတယ်သူတို့ကတော့ရဲမှာရှိပြီးသားအဲ့အခြေအနေမျိုးကြီးမှာကလေးတွေကိုခေါ်လိုက်တယ်ဦးထင်းခွင်းရွာစာသင်ကျောင်းဘက်ကိုခေါ်လိုက်တယ်ဟုတ်ကတဲ့မီဒီယာပေါ်တင်လို့ပတ်သက်ရတာဒီကျွန်တော်လည်းလိုက်တင်ခိုင်းအောင်မလားဆိုဟုတ်လားကြားဘူးကြားဟမ်ခတဲ့မီဒီယာပေါ်အဲ့လိုတက်ဖို့ရပြီတင်ပတ်သက်ရတယ်ပေါ့လေဟမ်ပေါ့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 ဒီဒီလိုပါဇက်မျိုးတွေပြောရဲတယ်နော်မဟုတ်တာကြီးကိုအုပ်လုပ်ပြီးတော့ဒီလိုပြောဖို့ဆိုတာပကြောက်စရာကြီးနော် ဆံမပြအခိုင်မလို့တပ်ပုံတွေရိုက်ထားမလို့ခေါ်လိုက်တယ်ခေါ်တော့ခင်းဆိုတာဒီအတိုင်းပဲလေလူငယ်ဆိုတာကတော့စုစမ်းနေစုစမ်းနေစိတ်ရှိရတယ်အဲ့တော့စုစမ်းတော့ဘာလို့လဲဆိုတော့ဒီမှာအဲ့ဒီအိုထင်းခွေးရောက်မှာအရင်တော့သူတို့ကိုယ်တိုင်ပဲပုံပြပုံပြကျွန်တော်တို့ညောင်းထဲမှာသူတို့ကိုယ်တိုင်ပဲတက်တော့ကနေပြီးတော့ဗီဒီယိုဖိုင်တွေတင်ထားတယ်အဲ့ဒီမှာဟိုဘုံတီးတွေအော်ပြီးရင်ဟိုဒီ drone မှာတက်တဲ့ပြီးတော့တင်ထားပူခဲ့တဲ့ဖိုင်တွေရှိတယ်အဲ့ဖိုင်တွေလည်းကျွန်တော် နေဒီတိုင်းကနေလာပြတယ်။အဲဒီဟိုထိတ်ကွေးရစာတင်ကြောင်းဟာတဲ့အဲပြီးတော့ခွင့်တော့ကြာပြီ။တောင်းခွင့်တော့ကြာပြီ။အဲဒီအကြောင်းထဲမှာဘာတွေရှိလဲဆိုရင်ရန်အနေရှိရဲ့ drop ဒါရုပ်ပြုတ်လုံးနေနေစင်နဲ့မြပြုတ်လို့ဒီမှာ video file လေးတစ်ခုအရင်ကြာလိုက်မယ်။ပုံရှင်းသွားလို့အဲ့အဲ့ဒီစာပြေကြောင်းမှလို့နေနေဖေကပြောရတာဖေကလည်းဟုတ်လားအဲ့ဒီစာပြေကြောင်းမှလို့နေအဖေကပြောတာလားလို့ ုံးတွေဘုံသေးတွေပြုလုပ်နေရပြီးတော့ fine ဖြစ်ပါတယ်။ဆောအမစာတင်ကြောင်းမှာသူတို့ကိုယ်တိုင်ပဲလုပ်။အဲ့ဒီဟာအဲ့ဒီစာတင်ကြောင်းမှာလို့နေ့အဖေကနေ့ကိုပြောထားတာလား။နော်ဘေးကဘေးရယူလာတဲ့ဗီဒီယိုဖိုင်ကိုဒီစာတင်ကြောင်းမှာလာပြောရတဲ့နင်ကကိုဖေကိုလိုချင်လို့လား။ဟမ်အဲ့ဒီစာတင်ကြောင်းမှာစီဒီယန်လုတ်တဲ့ဆရာမကြီးကိုယ်တိုင်နော်ရှင်းလင်းထားကြပြီဘာပစ္စည်းမှလည်းမရှိပါဘူးတဲ့ဆရာမကြီးစကားနဲ့မယုံနဲ့ဦးအဲ့ဒီဘိုးပေါက်ကွဲတဲ့အချိန်မှာအခုနင်ပြတယ်နော်ဟိုမှာပလူပြန်နေတဲ့ပစ္စည်းတွေ အဲ့ဒီဘုံကွဲပြီးတော့ကျောင်းမှာပြန်ကျဲနေတဲ့အချိန်မှာအဲ့ဒီလိုမျိုးအပိုင်းအစတွေတွေ့လာစကားဆိုတာယုံကြည်ရှိအောင်ပြောရတယ်အခုနေပြထားတဲ့ဗီဒီယိုဖိုင်မှာပလဲဆဲနေတဲ့ပိုက်လုံးခွန်တွေအပေါ်ကဘုံကျဲချလိုက်ရင်အဲ့ဒီပစ္စည်းတွေပြန်ကျဲနေရမယ်အစတွေရှိရမယ်တွေ့လာ VPC ပိုက်ခွန်တွေတွေ့လာမတွေ့ဘူးမလားအေးမတွေ့အဲ့ဒါနင်ကိုဖေကိုလို့ပြင်တာနော်မဟုတ်တာပြောတဲ့အတွက်ကိုဖေကိုလို့ပြင်တာနော်ပြော ပေါက်ကွဲပစ္စည်းတွေဆိုတာရန်နေနော်အဲအဲ့ဒါတွေဖြစ်တဲ့အတွက်ကြောင့်ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေစုစည်းပြီးတော့သူတို့ပြုတ်လုတာပြုတ်တဲ့အခါမှာကျောင်းသားကျောင်းသူတွေကလေးငယ်တွေလာကြတယ်ကလေးငယ်တွေလာတဲ့အခါမှာကလေးငယ်တွေကလည်းစူးစမ်းကြမှာပဲအဲ့တော့စူးစမ်းရင်းနဲ့အဲဒီရန်နေနဲ့ထပြီးတော့ပြောရဲတယ်နော်ပါဇက်ကတော့ပေါ့တရားတော့တရားတော့ကျင့်ဖို့ဆိုတာတရားတွေမရှိဘူး ဒီနာမခအတိုင်းထဲမှာဒီဘဲရိုးအရှင်းကွေးနဲ့ပတ်သက်ပြီးတော့အဲဒီကြောင့်တိုက်ခိုက်မှုမရှိခဲ့ဘူးဆိုတဲ့သတင်းကလည်းတော့ confirm ဖြစ်တယ်ပြီးကြတယ်ကျွန်တော်တို့ညနာရီနေတောင်ကျွန်တော်တို့ဒါချပြပြီးတော့ပြောနေရတာပြောဂျေဇုတင်တယ်တိလာညနာရီချပြလို့ဂျေဇုတင်တာကိုဖေကိုလိုးပြင်တာလို့ဘာလို့ဆိုတော့ကျဲချလိုက်တဲ့ပုံဝင်အခွန်ဝင်အပိုင်းစတွေပါအကုန်လုံးရလာတဲ့အတွက်ဟိုကလူတက်တွေပစ္စည်းတက်တွေမျက်မြင့်တက်တွေအကုန်လုံးတက်တွေရှိတဲ့အတွက်เนาะအမှန်ရှိတဲ့ပြည်သူအားလုံးကလည်း ပေတဲ့ကလေးတွေရဲ့အမေတွေကအစဒါကစစ်တပ်ကဘုံကျဲတော့မှလို့ပြောတာအကယ်၍ PDF လုပ်လို့ရှိရင်သူတို့သားသမီးတွေတည်ထားတဲ့မိဘတွေကလိုက်ညာပေးမှာမဟုတ်ဘူးရှင်းတယ်နော် PDF လုပ်လို့ဘုံကွဲလို့ရှိရင်အမှတည်ွားတဲ့ကလေးတွေမိဘယူကျုံမကြယူကျုံမကြဖြစ်နေတဲ့နော်ယူကျုံမဖြစ်နေတဲ့ကလေးတွေရဲ့မိဘတွေကဒါကစစ်တပ်ကလုပ်ပါလို့ဘလူးမလိုက်မလိမ့်ဘူးနော်ရှင်းတယ်မလားဘလောက်ပဲသူတို့တနတ်နဲ့ထောက်ထားပါစေ ကိုသားသမီးသေးနေတဲ့အချိန်မှာအပူစောကတ်နေတဲ့အချိန်မှာအမှန်တရားကိုတော့ထပ်ပေါက်ွဲကြမှာပဲဒါလူတိုင်းရဲ့ဖြစ်တဲ့ဖြစ်ထိုက်တဲ့သဘောတဘာဝနောက်တစ်ချက်နောက်တစ်ချက်ကနေတို့ပြောသလိုဒီပစ္စည်းအထိုင်အခုနေ့ဗီဒီယိုဖိုင်ထဲမှာ BBC ပိုက်လုံးနေတကြောင်လုံးပြန့်နေတယ်အခုလက်ရှိဘုံကွဲဝါတဲ့စာတင်ကြောင်ဗီဒီယိုဖိုင်မှာကြည့်အဲ့ဒီပိုက်လုံးအစတွေတွေ့လာမတွေ့ဘူးမလားအဲ့တော့ရုပ်ပြပြီးတော့အခုတော့မဟုတ်တာကိုထွက်ပြောတဲ့အတွက်အရှင်းမှာငါကြိမ်ခဲ့တယ်လို့ပဲเนาะငါတို့ဘက်က ဘုံစစ်တပ်ကဘုံမကျဲပဲဘုံကျဲဆိုကြငါတို့တော်နိုင်ကြရှုံးပါစေအကယ်၍ဘုံကျဲရဲ့ဓာတ်နဲ့အဲ့လိုရုပ်ထွက်ပြီးတော့မဟုတ်တာကိုအဟုတ်လို့ပြောရင်ကိုဖေကိုလိုရလိမ့်မယ်နော်တစင်မှုကြီးကောင်းလားဆက်ပြောနော်ဒီကွာလေးတိကျနောက်တစ်ခုကသူတို့တင်ထားတဲ့ဗီဒီယိုဖိုင်ကဒီပေါက်ပြတတ်တဲ့ပစ္စည်းတွေအကြောင်းပါရှိရဲဆိုတာကိုတော်တော်ဒီအချက်နှစ်ချက်ကြီးတိကျတာကတော့ဒီကလေးတွေတည်ရဲပဲ နင်ပြောတဲ့နှစ်ချက်နဲ့ငါပြောတဲ့နှစ်ချက်ဘယ်ဟာပိုပြီးတော့တဘာဝကြလဲ logic ကြလဲယုတ်တိဗေဒရှိလဲနော်အဲ့နှစ်ခုကိုကိုယ့်ကိုစဉ်းစားနော်ဟုတ်တည်သွားရဲ့လို့တော့ပြောကြတာပေါ့နော်ဒါတို့တို့တင်တဲ့သတင်းတွေကတော့ကလေးတည်ရဲ့လို့ပဲပြောတယ်တည်ကြရဲ့အဲ့ဒီဆုံးမှုကကျွန်တော်တို့ဒီတက်မလို့နဲ့ဘာမှတက်မလို့ကလုံးလို့ဒီကလေးတည်ရရတာတည်ဆုံးတာလုံးဝမဟုတ်ဘူးဆိုတော့ဒါအခုကြည့်နေသူတွေအကုန်လုံးဒီမှာကြည့်နေသူတွေအကုန်တစ်ထောင်ပြောလောက်ရှိတယ် ားနေပြီးတော့ပြောကြခြင်းနေဆိုတော့တိုင်းလူတိုင်းခွားတွေကတော့အငြင်းတန်းလူလူအဲ့ဒီမီဒီယာကတော့တောက်ချက်တော့တင်ရတယ်ပေါ့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 ဒီလိုခက်ကြီးမှာဗျာဒီစားချင်းရင်မျိုးကြီးစီချင်ပါတယ်ပြီးတော့အပိယက်ကာလာကြီးလေနော်နွေရာသီကျောင်းပိယက်ကာလာကြီးနွေရာသီကျောင်းပိယက်ကာလာကြီးမှာအဖြူစိမ့်နေဝင်ပြီးခလေးတွေတည်တယ်ဆိုတော့ခင်ဗျားတို့ဖြစ်လာတာအခုမှကိုအဲ့ဒါဖြစ်လို့ပြောတာကိုဖေးကိုလင်တော်လောက်ခုလောက်ပဲတိတယ်အတိတရားကြတော့စဉ်းစားမတတ်ဘူးမလားအေးပြောပြမယ် နော်မြို့မှာနေတဲ့စစ်မဖြစ်ပွားရဒေတာတွေမှာနေတဲ့ကလေးတွေကတတ်မှတ်ထားတဲ့အချိန်စရာတိုင်းကြောင်းတက်လို့ရတယ်နော်တောမှာနေတဲ့ကလေးတွေအထူးသဖြင့်နေလို့စစ်တပ်ကလေရင်အမြဲပြန်ဝဲနေတဲ့ဒေတာမှာနေထိုင်ရတဲ့ကလေးတွေကြတော့နော်ကြောင်းကိုအချိန်မှန်တက်လို့မရဘူးအချိန်မှန်တက်လို့မရတော့ကလေးတွေပညာရေးကိုလက်ဟာမှာစိုးတဲ့အတွက်အားရင်အားတဲ့အချိန်မှာစတင်ရတယ်လေရင်ပြန်ဝဲလာလို့ဖြစ်ဘုံကွချင်းနဲ့ထွက်ပြေးဖြစ်ရတယ်အဲ့ဒီအတွက် တတ်မှတ်ထားတဲ့ကြောင်းဖွင့်ကာလမှာတာကြောင်းတက်လောက်ရတာမဟုတ်ဘူးအခြားအချိန်မှာလည်းကြောင်းခေါ်တင်တယ်အပိုချိန်တွေတင်တဲ့ဟာတွေရှိတယ်နားလည်ပြီးသားမတည်ဘူးเนาะဖေလုံးမလေးရှင်းလားဆက်နားတော့ဘယ်စဉ်းစားကြည့်ကိုကကိုပဲစဉ်းစားကြည့်ကျမပြောတာမင်းစဉ်းစားတယ်စဉ်းစားတယ်ငါငါပြောတယ်မယုံနဲ့စဉ်းစားကြည့်အဲ့ကောဟုတ်ပြီအထူးသဖြင့်ဝင်ပြီးတော့ဟိုတို့စာတင်ကြရတယ်ပဲထားအောင်อืมအဲ့ဒီဒီဘဲရင်းမျိုးတွေမှာကျွန်တော်တို့အစိုးရရဲ့ပြည်ထောင်ရေးတန်းရာမရှိတော့ဘူးနင်တို့ဘယ်လိုအစိုးရတင်တာလို့လဲဟမ် ။ဆောက်ရှက်မရှိနဲ့ဟမ်။ပြောရမှာကောင်း။အဲ့ဒီမှာစာတင်ကြောင်းတွေပညာရေးကဏ္ဍတွေရရက်တန်တွေအကြပြီ။ဒီဘေးရင်ဆိုတာကဟိုခင်ဗျားတို့လည်းသိမှာပါ။အကျဉ်းသက်ပြီးရဲ့ဒီဆုံးမိုးနေရဲ့နေမီလို့တော့ပြောလို့ရတယ်။အဲ့ဒီလိုနေမီမျိုးမှာဟိုတမတို့အစိုးရဝန်တန်းနေဆရာဆရာမတွေစာလာရောက်ပြီးတော့တင်ရနိုင်ခြင်းမရှိ။ကျောင်းသားကျောင်းသူတွေလည်းစာတင်ကြားနိုင်ခြင်းမရှိ။တိတ်ကြတာဒီသူတို့အရွှေ့ရှိကတကယ်တော့ပောက်ပန်း၄၀ကိုကိုလိုရမှုဆွဲကြွတဲ့ဇာတ်မျိုးတွေနော်ဆိုတော့ဟုတ်အဲ့ဒီခရီးပြီးဆုံးမှုက ်လူဟာများတယ်ကျွန်တော်တိုင်းပြည်တက်ပြီးတော့တက်မတော်ပုံပါလူဘာတက်ဝတယ်ပြည်ရတယ်ပုံပါထုံးဆောင်တိုင်းပေါ့သူတို့လုံနေကြတိုင်းပေါ့တက်မတော်ပုံမှာဒီသူလူတို့အမြင်မကြည့်အောင်ဟုတ်ပြီဒီခါကျွန်တော်ရှုံးသွားပြီအပေါ်တရားတွေပွားများအောင်ဒီလိုပဲလုံကျန်ပြီးတော့တိုက်ခိုက်တဲ့ခြေသားချက်တွေပဲဖြစ်တယ်ဆိုတာကိုဒီနေ့သိစေချင်ပါတယ်ဒီဒီအောင်မြင်မှုရတော့တော်တော်များရတယ်။ဒီကံကောင်းမှုကမိုးမလင်းရဲ့လို့အောင်မြင်လိုက်စခန်းတစ်ခုပါသွားလိုက်။အောင်မြင်လိုက်နေတယ်။ဒီနေ့အဲကံကောင်းချောင်းချောင်းပါသွားလိုက်။ဒီကဲအဲမရွာမှာခိတ်ဖွင့်ပြီးတော့ ဟိုပေတရက်တရားနေပြီးတော့ပေါ့နော်ဒီကံဟောမျိုးအတွင်းအကောင်းစီတွေဝင်ရောက်မလာဖို့ဆိုပြီးတော့ပိတ်ဆို့ပြီးတော့အဲခေဖွင့်ထားတယ်ပေါ့အဲ့မှာကျွန်တော်တို့ဒီကံဟောတက်နေရတဲ့ခြင်းညာထားတယ်မင်းတို့ကံဟောမျိုးနဲ့ငါးမိုင်ပတ်လေကိုမလာခဲနဲ့လာရင်တော့အရှင်တော့မထွက်ရဘူးအတိပတ်ပဲရမယ်ဆိုပြီးတော့အဲကံဟောတက်နေရအကူရီရလည်းခြင်းညာထားတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့မှာသူကကံဟောမျိုးအထွက်လင်မရွာမှာအိတ်လာခွင့်အိတ်လာခွင့်ရဲ့အချိန်မှာအမတက်မော်နေနေတဲ့တရင်နဲ့ကောပြီးတော့ရှင်းနေတဲ့အခါမှာအဲသူတို့တင်တဲ့သတင်းအရာပေါ့နော် တို့တင်တဲ့သတင်းရ17ရက်အတီ6ရက်အရှင်ဆိုပြီးတော့တို့တင်ထားတယ်။ကျွန်တော်တို့ဘက်ကတော့သတင်းတော့မထုတ်ပြန်ညာသေးဘူး။အဲအဲ့လိုမျိုးလေးတော့တွေ့ရတယ်။ဆိုတော့အဲ့ဒီနေ့မှာဒီကနေ့မှတော့ပါကျွန်တော်တို့ဒါအဲ့ဒီကံကောင်းကနေပြီးတော့ရတဲ့အောက်မြင်မှုလက်မှတ်တွေပေါ့လက်မှတ်ခဲရတယ်။ကျွန်တော်တို့ Telegram Channel မှာတင်ထားပါတယ်။အဲကျွန်တော်ရဲ့ TikTok account ကတော့ဒီကနေ့တက်သွားပြီပေါ့နော်။တက်သွားပြီ။အဲ့တော့ကုစုံခွန်ရဲ့ account ကနေပြီးတော့ဒါလာပြီးတော့အကူကြီးတောင်းပြီးတော့ live stream ပြီးတော့ဒီတဲ့စကားလေးကိုလက်မှတ်တင်ပါတော့။ ဆိုတော့သူများတွေတတ်မလို့ပုံမှာဟလာအမုန်းတရားတွေပွားများအောင်လို့ပြောနေတဲ့စကားတွေနားမရအောင်မနဲ့တကယ်အဖြစ်မှာမိမိရဲ့ကိုယ်ပိုင်အတိညာနဲ့ပဲစဉ်းစားစီချင်တာပါဘာသူပြောတာမပြောပါနဲ့ကျွန်တော်ပြောတာချင်းရောမပြောချင်းဟုတ်တယ်အဲ့စကားကိုပြောလဲရတယ်ဒါပေမဲ့မိမိရဲ့အတိညာနဲ့မိမိတခြားစဉ်းစားဟုတ်တယ်အဲ့ဒါတော့သဘောကျတယ်လေးတွေဖြူစင်းဝတ်ပြီးကြောက်တတ်တယ်ဆိုတာဖြစ်နိုင်ပါလားအင်းနေနေသင်နိုင်မှာစဉ်းစားရနော်ငါကဘာချောက်တက်ကြတယ်ဆိုတော့ရှင်းပြထားတယ်အဲ့တော့နားထောင်တဲ့လူတွေတဲ့ကိုအုံထောင်းတဲ့ကိုစဉ်းစားဆိုတဲ့စကားခြိုက်တယ်နော်စဉ်းစားလိုက်မြည်သူတွေကအဲ့တခုကကျတော့အဲ့လိုမျိုး ီပဲရင်းဆိုတာကအတက်ဖက် video ဒီဆုံးမတဲ့အနေမျိုးမှာအတက်မလို့ကနေပြီးတော့ပြီးတော့ဒီနေ့လဲဒါဒီဆောင်တိုက်ခိုက်မှုဒီလုံးဝမရှိခဲ့ဘူးဆိုတာကိုလည်းသိရတယ်မဟုတ်ဘူးဆိုရင်တောင်ပေါ့ကွာဟိုခင်ဗျားတို့အမြင်တွေဝေဟင်တို့ဘာတို့ဟာလာဟာလာမေဒီလာ channel လေးစိတ်ကနေလင်းရေဘန်တိုင်းတက်သွားပါပြီအနောက်မြောက်ရက်သို့ဥတီတက်သွားပါပြီအဲ့ဒီလိုမျိုးတင်နေတဲ့ဒရင် channel တမားတွေလည်းခင်ဗျားတို့ကိုယ့်ဘာကိုတွားကြည့်ကြည့်ပါ ဒီနေ့ဒီပန်းရပါတင်ထားတယ်လေတင်ထားတယ်လေတင်ထားတယ်ဒါကတော့ဒစီဦးရဲ့ကျော်စိုးဦးရဲ့စော်ပုံးဟင်းရဲ့မုံရွာကမနေကောင်ကအဲသူတို့စစ်ခွေးတက်နေကိုလာတာဖြစ်တယ်သူတို့ဘော်လုံးပြန်ခွဲဆိုတာပါဆိုတော့အဲ့ကိုလာတာဖြစ်တယ်အဲ့ဒီမုံရွာမှာတဲခုကဒါအဲ့ဒီမုံရွာမှာရှိတဲ့သူတို့စစ်တပ်အဆောက်အအုံတစ်ခုမှမနော်အဲ့တော့ဒီဒီပန်းဖြစ်စဉ်ကသူတို့စစ်တပ်ကမဟုတ်ပါဘူးလို့ပေါ်တီမီကိုပြောင်းလဲသွားတာအဲအဓိကသူတို့ကဒီချိန်ကကြောက်မိထားတဲ့အချိန်အဖြူစိမ့်ဝစ်စရာလားပေါ့ ကျွန်တော်ပြောသလိုဒီကာလမှာဂျာကာလအယူဂျီရဲ့ဂျာကာလပညာရေးအစီအစဉ်မှာတင်းနေရတဲ့ကလေးတွေအားလုံးဟာအွန်လိုင်းကတင်တဲ့ကလေးဆိုမနက်9:00နာရီထပ်တင်တဲ့ကလေးတွေရှိတယ်เนาะ မနေ့9နိုင်ထပ်နေတဲ့ကလေးလေးရှိတယ်။ဘာဖြစ်လို့လဲဒီတစ်နှစ်တည်းတစ်နှစ်ပညာရေးတွေကိုနောက်ကျကြံခဲ့မှဆိုလို့အဲ့လိုတင်တဲ့နေရာမှာလဲဆရာမနေရာလဲအခါကျရင်အခက်အခဲတွေရှိတယ်။မြေပြင်မှာလဲဒီလိုပဲကျွန်တော်ကဒီနေ့ကြောင်းတက်ကပဲမဲ့နောက်နေ့လေရင်ဝဲလို့ရင်ချက်ချင်းကြောင်းကိုဘုံကုတ်အချင်းနဲ့စင်ပြရတဲ့ဒေတာတွေရှိတယ်။အဲ့တော့ပညာရေးကိုတိုင်တယ်ပဲတိတိကျကျနဲ့တွားလို့မရတဲ့ဒေတာတွေမှာကလေးတွေပညာရေးနောက်ကျမှဆိုလို့ဆရာမတွေကဒီစီရီယံတင်ပြီးလောက်ပြီးတော့ဒီစာပြနေဆရာမတွေက မိမျိုးစုံနဲ့ကြိုးစားနေကြတာအခုဒီဒီဘေးမြို့နယ်တကြောမြိုင်မြို့နယ်မှာလက်ရှိအချမ်းဘက်စစ်ကောင်စီရဲ့ဒီလိုမျိုးမစင်မရှင်တောင်းသားတကယ်ဒီပေါ်ကိုပြစ်မှတ်ထားတိုက်ခိုက်လာလောက်ရဲ့ကြောင့်ចောင်းတွေကိုအကန့်ဒီယာယီပိတ်တယ်ဆိုပြီးတော့ကျင်ညာချက်ထုတ်လိုက်အချိန်ရောက်လာပြီဘာလို့စာတင်ចောင်းတွေပေါ်ကိုဒီလိုတီးတဲ့လိုက်ပြီးတော့ဘုံကျဲနေတာဖြစ်တဲ့အတွက်ခလေးတွေရဲ့ဟိုဟာကိုအတက်အန္တရာယ်ကိုစိုးရိမ်ပြီးတော့ចောင်းတွေပိတ်လိုက်တဲ့အချိန်ဖြစ်လာပြီ ဒါပေမဲ့ဒီဒဇင်ဦးတို့ကျော်ကျော်စုံဦးဇဘုံဟင်းကမနေ့ကသူတို့၃ယောက်လည်းပေါင်းပြီးတင်သွားတယ်လိုင်းပေါ်မှာလည်းအားလုံးသူ့အတိုင်းဝိုင်းစင်းနေကြတာပြည်သူတွေနော်အခုလည်းဒါလိုက်လွင်ပြီးတော့တည်ထံပြောတာအဲ့တော့ပြောချင်တာကဒဇင်ဦးကြီးနော်အားနေလို့ရှိရင်အမှဒုပလံမှကျုံးနေကြနော်မင်းတို့အတွက်တာယာလိမ့်မယ်ဒါတော့ဘောင်းဆိုတော့ပထမဗီဒီယိုဖိုင်မှာတွေ့တယ်ဘာဂိုးလီဗယ်နဲ့တဲ့ဇဘုံဟင်းကမှရက်ထောင်းငါတို့ကအေးဆေးပဲတတာယာပဲငါတို့ရှော့လိုက်တော့လည်းပြည်သူမှန်းတယ်ဆိုအေးပေါ့မင်းတို့ကတတာယာယာပေါ့ရှေ့မှာစစ်သားတွေရဲရဲခွေးတွေဝက်တွေတင်းနေတာမင်းတို့ကမြှောက်ပေးလိုက်မင်းတို့ကအဖအတွေလည်းပေါင်းလိုက်ဟဲ့ မပျော်ပါပြီးတောက်စားလိုက်နော်စဉ်းစားကြည့်မင်းတို့ဘဝတကယ်မြောက်ပေးတာမင်းတို့စစ်တပ်နော်တေးရတာအရှိမစစ်အရာကြီးအကြစစ်တီတွေနော်တိုက်ပွဲမှာကချင်မှာကြားလိုက်ရခိုင်မှာကြားလိုက်မျိုးစုံကြားလိုက်အခုတနင်္လာနေ့မှာကြားလိုက်နော်ထိုင်းနဲ့ထွက်ပြေးထိုင်းကမောင်းထုတ်အစစ်သားတွေဘဝကြီးလိုက်မင်းတို့ဘဝတော့တာတာရရမယ်ဘယ်ပတာရမောမင်းတို့အဲ့လိုအခွင့်အရေးရဖို့အတွက်မဟုတ်အခုလိုမျိုးအမှန်တရားကိုမဟုတ်ပါဘူးလိန်ပြီးတော့အပေါ်ကစစ်ဖို့ကြုတ်တွေအကြိုက်မင်းတို့လိုက်လုပ်နေတာ အဲ့တော့တကယ်တိုင်းပြည်နဲ့တက်မတော်ဖြစ်စည်းနေတာဒီ PDF လည်းပုံကန်နေလည်းမဟုတ်ဘူးတိုင်းသားအီယာဝဲစီလည်းမဟုတ်ဘူးเนาะအဲ့ဒီစစ်တပ်ခေါင်းဆောင်တွေနဲ့အဲ့စစ်တပ်ခေါင်းဆောင်တွေကိုမြောက်ပြပေးနေတယ်တို့အောက်တန်းသားတွေပဲဒါကျွန်တော်ပြောတဲ့စကားမှားရင်လာခဲ့เนาะဒီတိုင်းပြည်နဲ့ဒီပြည်သူပေါ်ကိုဖြစ်စည်းပြီးတော့အကြမ်းဖက်နေတာဟဲ့ဒီစစ်ခေါင်းဆောင်တွေနဲ့အဲ့ဒီစစ်ခေါင်းဆောင်တွေအကြိုက်လိုက်မြောက်ပြပေးနေတယ်ဒီလိုအောက်တန်းသားတွေပဲဒါကြောင့်မလို့ဇင်ဦးရဲ့အားလို့ရှိရင်အမှန်လေ ကျော်စိုးရဲ့ဇော်ဘုံဟင်းနေဒူပလက်ဝမ်ဆွဲနေကြတိလားအဲ့တော့ဒူပလက်ဝမ်ဆွဲရင်တော့ဇော်ဘုံဟင်းအောင်နဲ့တာနိုင်တယ်ဗောဘလားတောက်တဲ့အတွက်ကျော်စိုးဦးသက်ဆိုင်လုနိုင်တယ်တိလားနော်အဲ့ဒါဆိုရင်တို့တို့တာယာလိုက်မယ်တိုင်းကြီးတွေလည်းအခုလိုမဖြစ်ဘူးအခုလိုပေါ်တင်ကြီးဟာမျိုးနော်ဝင်းနေမဲ့တဲ့ဆရာတွေယူနေလို့တို့လိန်ခဲ့တာပဲနော်စောက်ချက်မရှိတဲ့စောက်ွက်နေတယ်အခုတခါထက်လိန်နေဟုတ်လားမင်းတို့မှစောက်ချက်မရှိဘူးဆိုတော့တိုင်းကြီးလုံးတိတယ်အဲ့တော့စောက်ချက်မရှိလို့ဒီကိုယ့်ကိုအေးအေးဆေးဆေးလေးဒူပလက်ဝမ်ဆွဲနေအော်ကားရိုက်နေကြနော်အဲ့ဒါဆိုရင်တိုင်းကြီးတွေလည်းအခုလိုမဖြစ်ဘူး အခုလိုမျိုးထွက်ထွက်ပြောတော့လေအနားမှရှိရင်ကုတ်ထိုးပြီးတော့ငါသွေးစိမ့်ဖောက်တောက်လိုက်ရှင်ဘာဖြစ်လဲပေဝါးတဲ့ခလေးတွေအတွက်တွေးပြီလေနေလို့အဲ့လိုပြောတဲ့စောက်ခွက်တွေကိုစောက်သဲနာနေနော်အဲ့လားဖြစ်လို့ပြောတာအပိုင်းပြီးတော့အကုလို့ပေးတာညားနေနော်ထိတဲ့အချိန်ကျမှပြည်သူတို့မလုံးနဲ့နော်နေတို့ဟာလက်ရှိစစ်သားတွေနဲ့နေတို့ကပိုဆိုးတဲ့အစိတ်တောက်နေဖြစ်နေ